ရတော့အေးစိတ်ပါပဲ။အာအချိန်တန်လို့ရှင်တော့ပြည့်တဲ့ကြီးကိုပြောပြမှာပါ။အဓိကတတ်မှတ်ထားတာကတော့ကိုကျင့်တရားကောင်းအောင်မယ်စိတ်ထားကောင်းအောင်မယ်ပေါ့။အဲ့ဒါပါပဲ။ဟိုဟိုလိုမျိုးကြိုက်မယ်ဒီလိုမျိုးကြိုက်မယ်ရတော့လည်းမရှိပါဘူး။ဘာလို့လဲဆိုတော့အချစ်ဆိုတဲ့အရာပြောပြလို့မရဘူးလေ။ဘလိုပုံစံမျိုးပဲဖြစ်ချစ်မိနဲ့ချစ်မိတိုင်းတို့လိုအမျိုးမျိုးပေါ့အချစ်ဆိုတဲ့အရာစမ်းကြဲပါလေ။ Ha ha ha. ထားတာတော့ဘာလို့ကြောက်ဥမအိမ်ထောင်ပြွက်လို့ဘာလို့ဆိုလို့ရှိရင်တော့26 29အဲ့လောက်ကြာမှမအိမ်ထောင်ပြုတ်မယ်ပေါ့ဒီခုတက်ရွယ်ကြကိုယ့်ကိုငယ်သေးရလို့လည်းထင်တယ်အဲ့ဒါတော့အိမ်ထောင်ပြုတ်ဖို့ကြတော့မစဉ်းစားသေးဘူးပေါ့ကိုချစ်တဲ့လူပဲကိုယူမှာပေါ့ဒါပေမဲ့လည်းကိုမိဘနဲ့လည်းအဆင်ပြေတဲ့သူမျိုးပေါ့စူးစူးဆိုလို့ရှိရင်အမြင်နဲ့စူးစူးမိဘကိုကြည့်ရစူးစူးမိဘတဘောကြတဲ့လူမျိုးကိုပဲစူးစူးကဒီလက်ထပ်ဖြစ်မှာပေါ့ဘိုးစူးစူးမိဘတွေကလည်း ီလိုမျိုးဘ누구ပဲယူပါဘ누구ယူရမယ်ဆိုပြီးတတ်မှတ်ထားတာတော့မရှိဘူးပေါ့ကိုဘလိုလူမျိုးနဲ့ကြိုက်မလဲဆိုတော့လည်းကိုမသိဘူးအဲ့တော့ကိုအနေနဲ့ကတော့အေးအေးဆေးဆေးပဲတကယ်ယူဖြစ်သွားတဲ့ချိန်ကျတော့မှဒီယူဖြစ်သွားတဲ့လူပေါ့လူပညာရှင်တော့၎င်းအပြင်လူတော်၎င်းပေါ့အဲ့ကြတော့မှပဲကိုတေချာတိမှဒီချိန်ကလေးကတော့ကိုကတော့ဘ누구ဘလိုပဲယူမယ်ပြောပြီးတော့ဥမာညားဝတာကြောင့်အခြားတယောက်နဲ့ကြတော့မကောင်းနေတည်ရပါလားအဲ့ကြောင့်ချူပြီးတော့လို့ပြောတာမျိုးကြီးတော့လည်းမရှိဘူးပေါ့သူ့သူ့ဟာလေးနဲ့သူပေါ့ ဟုတ်ဟုတ်စူးစူးအနေနဲ့စူးစူးရဲ့ဒီဗီဒီယိုဇာတ်ကားလေးကြီးလည်းအများကြီးထွက်လာဖို့ရှိရဲပြီးတော့ရုံတင်မဲ့ဇာတ်ကားလေးကြီးလည်းရှိရဲပေါ့ထွက်လာတဲ့ချိန်ကြတော့စူးစူးအနေနဲ့အကောင်းဆုံးစူးစမ်းထားပါတယ်လို့ပြိတက်ကြီးလည်းဝေဖန်ပြီးအားပေးကြပါအောင်လို့ပြိတက်ကြီးကိုစိတ်မှချမ်းမှချမ်းသာနဲ့နေနိုင်ကြပါစေ